မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဒီဇင်ဘာလ6ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့တနင်္သာရီတိုင်းဒဝေမြို့နယ်မှာစစ်တပ်စခန်း3ခုနဲ့စစ်ကူရင်နှန်းများကိုတိုက်ခိုက်ခဲ့ရာ စစ်သား30ကျော်တေဆုံးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီဇင်ဘာလ3ရက်နေ့ကဒဝယ်မြို့နယ်မောင်မရှောင်ကျေးရွာဟာလီခွေအနီးတပ်ဆွဲထားတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုဝင်ရောက်ပစ်ခတ်တိုက်ခိုက်ရာအပြန်အလှန်ပစ်ခတ်မှုတိုက်ပွဲဖြစ်ပွားခဲ့ပြီးတော့တိုက်ပွဲဖြစ်ပွားရာနေရာကိုဒဝယ်မြို့ကနေစစ်ကူကားခွန်နာစီးနဲ့စစ်ကူဆင်းလာရာပြည်သူ့ကာကွယ်တပ်ဖွဲ့များကကြားဖြတ်ဟန်တာတိုက်ခတ်ခဲ့တဲ့အတော့အပြန်အလှန်ပစ်ခတ်မှုတိုက်ပွဲနှစ်နာရီကကြာမြင့်ခဲ့တယ်လို့သိရပါတယ်။အကြမ်းဖက်စစ်ကူစစ်ကြောင်းကိုပြည်သူ့ကာကွယ်တပ်ဖွဲ့များက ပူးပေါင်းတိုက်ခိုက်မှုအတွင်းမှာကားလေးစီးပြက်စီးပြီးတော့ရက်တန့်သွားခဲ့ကကားပေါ်မှာပါလာတဲ့အကြမ်းမဲ့စစ်ကောင်စီတပ်သား73ဦးထက်မနည်းသေဆုံးသွားတယ်လို့သိရပါတယ်။ဒါအပြင်တိုက်ပွဲဖြစ်ပွားရာနေရာကိုလက်နက်ကြီးပစ်ကူပေးနေတဲ့အကြမ်းမဲ့စစ်ကောင်စီရဲ့အမတ304အမြောက်တပ်ရဲ့စစ်တမ်းရာကိုလည်း TPLF drone team က drone နဲ့နှက်ချိန်ဘုံဒီကျက်ချတိုက်ခိုက်ခဲ့တဲ့အပြင်ရေပြင်မြို့နယ်အခြေစိုက်ခမရ406တိုင်ရင်မှာရှိတဲ့အရာရှိအင်အားကိုလည်း ဘရုနဲ့တစ်ချိန်ဘုံသီးကျဲချပြီးတော့တိုက်ခတ်ခဲ့တယ်လို့သိရပါတယ်။တိုက်ပွဲ၄ချိန်မှာစုစုပေါင်းအယောက်30ကျော်သေးတယ်။အများပြားဒဏ်ရာအပြင်းထန်ရသွားတယ်။တိုက်ပွဲကပြင်းပြင်းထန်ထန်ဖြစ်ခဲ့တာပါ။ကျွန်တော်တို့ဘက်ကရဲဘော်တွေအားလုံးဘေးကင်းပါတယ်။မိဘပြည်သူတွေအနေနဲ့စစ်ကောင်စီတပ်သားတွေနဲ့ဝေးဝေးနေပေးကြဖို့နဲ့အသွာအလာသတိရှိစေဖို့မြစ်တာရက်ခံကြပါတယ်လို့တဝဲပြည်သူလွတ်မြောက်ရေးတပ် TPLF တပ်ဖွဲ့ကတာဝန်ရှိသူတို့ကပြောကြားထားပါတယ်။၎င်းတိုက်ခိုက်မှုကိုတဝဲပြည်သူလွတ်မြောက်ရေးတပ် TPLF ပါဝင်တဲ့တာဂရစစ်ကြောင်း ဒဝဲအမျိုးသားလွတ်မြောက်ရေးတပ်တော် DNA လေးရေပြည်ပြည်သူ့ကာကွယ်တပ်ဖွဲ့ YPPDF စစ်တပ်နဲ့ဘီလုံးပြောက်ကြားတပ်ဖွဲ့နဲ့ Federal ဒူဝန်တပ်ဖွဲ့တို့ကပူးပေါင်းကတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ပဲခူးတိုင်းပေါင်းတယ်မြို့နယ်မှာဘယ် PDF ကိုမှစောက်ယူမဆိုင်ဘူးဆိုပြီးတော့ကြွေးကြော်ခဲ့တဲ့အတွက်စင်လူကြီးရွာအုပ်ချုပ်ရေးမှုအဖြစ်နဲ့တာဝန်ယူရသူခင်ထွန်းနဲ့သူ့ရဲ့သားဖြစ်သူတို့ပြစ်ခတ်ခံရပြီးတော့တိတ်ဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ီဇမလာ3ရက်နေ့ည8:00နာရီခွဲအချိန်မှာပေါန့်တယ်မြို့နယ်စင်လူးကျွေးရွာမှာအုတ်ချုပ်ရေမှုနှုတ်ထွက်သွားတဲ့အတွက်အုတ်ချုပ်ရေမှုအစ်စ်လောက်ကိုင်းသူစင်လူးကျွေးရွာ အုတ်ချုပ်ရေမှုခင်ထွန်းနဲ့သူ့ရဲ့သားဖြစ်သူအောင်စောထွတ်ထုတ်ပြစ်ခတ်ခံရပြီးတော့တေဆုံးသွားတယ်လို့သိရပါတယ်စင်လူးကျွေးရွာအုတ်ချုပ်ရေမှုအဟောင်းကနှုတ်ထွက်စာတင်တဲ့အချိန်မှာခင်ထွန်းကဘယ် PDF ပေါ်မှာစောက်ယူမဆိုင်ဘူးဆိုပြီးတော့ကြွေးကြော်ကစင်လူးကျွေးရွာအုတ်ချုပ်ရေမှုနေရာမှာဝင်ရောက်ပြီးတော့လောက်ကိုင်းရာကနေပြစ်ခတ်ခံရပြီးတော့တေဆုံးသွားခြင်းဖြစ်တယ်လို့သိရပါတယ်စင်လူးကျွေးရွာပထမအုတ်ချုပ်ရေမှုကနှုတ်ထွက်စာတင်ပြီးတော့ထွက်တယ် ဲ့ဒါကိုအုပ်ချုပ်ရေးမှုမလုပ်ရင်ငါလုပ်တဲ့ကွာဆိုပြီးတော့ ခင်ထုတ်ကအုပ်ချုပ်ရေးမှူးတက်လို့တာဘယ် PDF ကိုမှစောက်ယူမဆိုင်ဘူးဆိုပြီးတော့ကျင်းွားတော့အပြစ်ခံရတာပေါ့လို့ဒေသခံပြည်သူတို့ကပြောဆိုထားပါတယ်ဘကိုးတိုင်းပြည်ခရိုင်ပြည်သူ့ကာကွယ်တပ်မတော်3631 PPDF တပ်ရင်းကပြန်ကြားရေးတာဝန်ခံစင်လူကျေးရွာအုပ်ချုပ်ရေးမှူးခင်ထွတ်နဲ့သူ့ရဲ့တားဖြတ်သူအောင်စောထွတ်တို့ကိုပြည်ခရိုင်ပြည်သူ့ကာကွယ်တပ်မတော်3631 PPDF တပ်ရင်းတပ်ခွဲ9ကရှင်းလင်းခဲ့ခြင်းဖြစ်ပြီးတော့နှစ်ဦးစလုံးနေရာမှာတွင်ပွဲချင်းပြီးတိုက်ဆုံသွားတယ်လို့သိရပါတယ်ခင်ထွတ်ကစစ်အာဏာသိမ်းပြီးကာလပထမအုပ်ချုပ်ရေးမှူးနှုတ်ထွက်စာတင်ပြီးတဲ့နောက်မှာစင်လူအုပ်စုမှာ အုပ်ချုပ်ရေးမှုလုံးမဲ့လူမရှိရင်ငါလုံးမဲ့ကွာဆိုပြီးတော့ကြွေးကြော်ပြီးတော့စင်လူအုပ်စုအုပ်ချုပ်ရေးမှုအဖြစ်နဲ့တာဝန်ယူတာခင်ထုတ်ကအုပ်ချုပ်ရေးမှုဖြစ်လာတဲ့အချိန်ကာလမှာကြိုက်တဲ့ PDF တွေလာခဲ့ဆိုပြီးတော့စိန်ခေါ်တယ်စင်လူကြေးရွာအုပ်စုအတွင်းမှာအကြောင်းမျိုးမျိုးပြပြီးတော့ပြည်သူတွေကိုဖမ်းဆီးတယ်စစ်သားအဓမ္မစုဆောင်းတယ်သူ့ကြောင့်ရွာသူရွာသားတွေလည်းတိမ်းရှောင်နေရတယ်ဒါအပြင်ခင်ထုတ်ရဲ့သူ့သား အောင်စော်ထုတ်ကလည်းစစ်ခွေးတွေနဲ့ပေါင်းပြီးတော့ပေါ်တာတွေလိုက်ဆွဲတယ်ပတ်စံတွေကောက်တယ်တကောင်စင်းတွေလည်းလိုက်ကောက်နေတယ်လို့ဘကိုးတိုင်းပြည်ခရိုင်ပြည်သူ့ကာကွယ်တပ်မတော်363 PPDF တရင်ကပြန်ကြားရေးတောင်းခံကရှင်းပြထားပါတယ်စင်လူကြီးရွာအုပ်ချုပ်ရင်းမှုခင်ထုတ်ကိုပြစ်ခတ်ခံရတဲ့အချိန်မှာတားဖြစ်သူကတော်လိုင်းရဲဘော်များရဲ့တနက်ကိုအတင်းဝင်လူတဲ့အတွက်အချိန်နေအရာတားဖြစ်သူကိုပါပြစ်ခတ်ခံရပြီးတော့သေဆုံးသွားခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ ASEAN တပ်မတော်များချစ်ကြည်ရေးတနက်ပြည့်ပြိုင်ပွဲမှာ ဒုဗိုလ်မှူးကြီးတင်းစုံထုံးဦးဆောင်တဲ့အဖွဲ့ကစုတစိတ်ဘာတစ်ခုမှမရဘဲနဲ့အာဆီယံနိုင်ငံအလိုက်အဆင့်၈နဲ့သာကျေနပ်ခဲ့ရတော့လေအဆင့်၃နေရာရရှိခဲ့တယ်လို့လိန်လေပြောဆိုခဲ့တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ပြည်ဦးလွေမြို့တက်မတော်ဤပညာတက္ကသိုလ်မှာနှစ်လုံးပေါက်တွဲဘက်လေ့ကျင့်လျက်ရှိတဲ့အကြမ်းဆက်တပ်တနက်ပြည့်အသင်းဟာဖိလစ်ပိုင်နိုင်ငံမှာပြုလုပ်တဲ့၃၂ချိန်မြောက်အာဆီယံနိုင်ငံတက်မတော်ကြီးတနက်ပြည့်ပြိုင်ပွဲကိုနိုဝင်ဘာလတတိယပတ်မှာတွားရောက်ရှင်းပြခဲ့ပြီးတော့နိုဝင်ဘာလ၂၃ရက်နေ့မှာနေပြည်တော်ကိုပြန်လည်ရောက်ရှိခဲ့တယ်လို့သိရပါတယ်။အဲ့ဒီပြိုင်ပွဲမှာ အာဆီယံတက်မတော်တနက်ပြည့်အသင်းများအနေနဲ့နိုင်ငံအလိုက်ပြိုင်ပွဲဝင်ခြင်းမဟုတ်ဘဲပြိုင်ပွဲဝင်တဲ့နိုင်ငံကအားကစားသမားများအားလုံးရောနှောလိုက်ပြီးတော့အုပ်စု ABCD ဆိုပြီး၄သင်းအသင်းလိုက် ပြန်လဲခွဲကချစ်ကြည်ရေးအနေနဲ့ရှင်းပြန်ခြင်းသာဖြစ်တယ်လို့သိရပါဗျ။သို့တော်လည်းပြိုင်ပွဲကနေပြန်လာတဲ့အကြမ်းတ်စစ်တပ်တနက်ပြည့်အသင်းဟာပြည်ပရောက်မြန်မာသတင်းဌာနတစ်ခုနဲ့တွဲဆုံမေးမြန်းရမှာမြန်မာတပ်မတော်တနက်ပြည့်အသင်းအနေနဲ့အာဆီယံနိုင်ငံအလိုက်တတိယအဆင့်ရရှိခဲ့ကြောင်းအသင်းခေါင်းဆောင်ဖြစ်သူဒုဗိုလ်မူကြီးတိန်းဆိုးထွန်းကလိန်လယ်ပြီးတော့ဖြေကြားခဲ့တယ်လို့သိရပါဗျ။အဲ့ဒီပြိုင်ပွဲကိုအုပ်ချုပ်သူနီးပြအရာရှိ14ဦးအကစားသမား25ဦးလိုက်ပါပြီးတော့ချစ်ကြည်ရေးပြိုင်ပွဲဝင်ခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျ။ချစ်ကြည်ရေးစုတစိရရှိမှုခါလဲ အမျိုးသမီးအသင်းကသာရွှေ၄ခုငွေ၅ခုနဲ့ကြေး၄ခုရရှိခဲ့ပြီးတော့အမျိုးသားအသင်းကတော့ဘာစုတစိတ်တစ်ခုမှမရခဲ့ဘူးလို့သိရပါတယ်။ဒါ့အပြင်အကြမ်းဖက်ဆက်တိုက်ရဲ့ချစ်ကြည်ရေးစုရရှိမှုရွှေငွေကြေးအစင်လိုက်နိုင်ငံများတတ်မှတ်ချက်မှာအဆင့်ရှစ်နေရာမှာသာရပ်တည်ခဲ့တယ်လို့သိရပါတယ်။ဒုဗိုလ်မှူးကြီးတိန်းဆိုးထွန်းကသတင်းဌာနကိုလိန်လည်ပြီးတော့ပြောဆိုခဲ့တာပါ။တကယ်ကအဆင့်သုံးမဟုတ်ပါဘူး။အဆင့်ရှစ်ပါ။လေလေလေပြပြီးတော့ဖြေချခဲ့တဲ့အဲ့ဒီသတင်းကိုပြည်သူတွေအမှန်သိစေချင်ပါတယ်လို့တက်တွင်းသတင်းရင်းမြစ်ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ဒဝဲမြို့ပေါ်မှာတပ်ဆွဲထားတဲ့စစ်ကောင်စီတပ်သား10ဦးကျော်ဟာထွက်ပြေးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ထွက်ပြေးလာတဲ့သူတွေဟာကြက်စားပြင်ရက်ွက်ကနေဆက်ရေးရာနဲ့တိုင်းသားလူမျိုးရေးရာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနာတာလာရုံးထဲမှာရှိတဲ့စစ်ကောင်စီတပ်သားတွေဖြစ်ပြီးတော့အခုလ3ရက်နေ့ညနေပိုင်းနဲ့ညပိုင်းတွေမှာထွက်ပြေးသွားတာလို့ရက်ွက်နေပြည်သူတွေကပြောဆိုထားပါတယ်။အဲ့ဒီရုံးမှာတပ်ဆွဲနေထိုင်တဲ့စစ်ကောင်စီတပ်သားတွေဟာအခုလ3ရက်နေ့ကမောင်မရှောင်ရွာတဝိုက်ရန်ကုန်တဝဲကားလမ်းပေါ်မှာဖြစ်ပွားခဲ့တဲ့တိုက်ပွဲကိုပို့ဆောင်ခံရပြီးတဲ့နောက်မှာထွက်ပြေးသွား တယ်လို့သိရပါတယ်15ရောက်လို့ကြားပါတယ်သူတို့တွေကထွက်လာတဲ့သတင်းမှာပဲလို့ရက်ွက်နေပြည်သူတို့ကပြန်လည်ပြောပြခဲ့ပါတယ်ထွက်ပြေးတဲ့ညာပိုင်းနဲ့နောက်တနေ့မနက်ပိုင်းတွေမှာစက်စားပြင်ရက်ွက်အပြင်အနီးနားမှာရှိတဲ့ဘုံဘော်နဲ့ဒေါင်းကူရက်ွက်တွေကိုလည်းစစ်ကောင်စီတပ်ကကားတွေနဲ့လှည့်လည်ပြီးတော့ရှာဖွေစစ်ဆေးခဲ့တယ်လို့ရက်ွက်နေပြည်သူတွေကပြောပါတယ်စစ်ကောင်စီတပ်သားတွေဟာနာတာလာရုံထဲမှာအခုနှစ်အေပီလာကလေးကနောက်ရောက်တက်ဆွဲထားတာဖြစ်ပြီးတော့တာမန်အချိန်မှာစစ်ကောင်စီတပ်သားတွေနဲ့ပြူစောထီးတွေယာနဲ့ချီပြီးတော့နေထိုင်ကြတယ်လို့ရက်ွက်နေပြည်သူတွေကပြောပါတယ်လွန်ခဲ့တဲ့3ရက်လောက်ကမောင်မရှောက်ရွာမှာဖြစ်ပွားက ခဲ့တဲ့တိုက်ပွဲမှာစစ်ကောင်စီတပ်သားအယောက်30ဝန်းကျင်ထိခိုက်ဒေဆုံးပြီးတော့ကားလေးစီးပျက်စီးခဲ့တယ်လို့ဒဝဲပြည်သူ့လွတ်မြောက်ရေးတပ် TPLF ကထုတ်ပြန်ထားပါတယ်။ဒဝဲခရိုင်အခြေစိုက်ပြည်သူ့ကာကွယ်ရေးဘော်တအုပ်ကလည်းမောင်မရှောင်ရွာတဝိုက်ကတိုက်ပွဲဖြစ်ပွားပြီးတဲ့နောက်ဒဝဲမှာစစ်ကောင်စီတပ်သားတွေအရေးအတွက်အများပြားထွက်ပြေးတဲ့ကိစ္စကိုသူတို့ကလည်းကြားထားတဲ့အကြောင်းကိုပြန်လည်ပြောပြခဲ့ပါတယ်။တော်ဝဲမျိုးဘော်ကစစ်ကောင်စီတပ်သားတွေထွက်ပြေးတယ်ဆိုတဲ့နေ့မှာပဲလောင်းလုံးမျိုးနဲ့မောင်းမကန်နယ်မြေရဲစခန်းကစစ်ကောင်စီတပ်သားတချို့ဟာလဲထွက်ပြေးသွားတယ်လို့သတင်းတွေထွက်ပေါ်ခဲ့ပါတယ် အဲ့ဒီနေ့ည9:00နာရီလောက်မှာတော့ဒဝဲမောင်းမကန်လမ်းပေါ်ကစစ်ကောင်စီတပ်ကခလိုက်ရ104ကလည်းလောင်းလုံးမြို့နယ်ခမောင်းတောင်ရွာကတောလမ်းဘက်ကိုလက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့တယ်လို့ဒေသခံတွေကပြောပါရယ်ဒါအပြင်လက်နဲ့ချီပြီးတော့ငိန်တက်နေတဲ့လောင်းလုံးမြို့ပေါ်ကမြို့မရဲစခန်းနဲ့မြို့မလက်ခတ်တောင်ပေါ်ကစစ်ကောင်စီတပ်သားတွေကလည်းအခုရက်ပိုင်းအတွင်းမှာတနက်ပစ်ခတ်တန်းတွေအတွဲလိုက်ပစ်တာတွေလှုပ်ဆောင်နေတယ်လို့ဒေသခံတွေကပြောပါရယ်တနင်္သာရီတိုင်းအတွင်းမှာအရင်ကထွက်ပြေးလာတဲ့စစ်ကောင်စီတပ်သားတွေနဲ့ရဲတပ်ဖွဲ့ဝင်တွေဟာတော်လိုက်တပ်ဖွဲ့တွေနဲ့ချိတ်ဆက်ပြီးတော့အလင်းဝင်လာတာရှိတယ်လို့ မချိတ်ဆက်ပဲနဲ့ကိုယ်အစီအစဉ်နဲ့ကိုတိန့်ဆောင်သွားတာမျိုးတွေလည်းရှိတယ်လို့တော်လိုင်းတပ်ဖွဲ့တွေရဲ့ပြောပြချက်အရသိရပါတယ်။ရရှိထားတဲ့သတင်းအချက်အလက်တွေအရအခုနှစ်အတွင်းမှာအတင်းအဓမ္မတပ်သားတွေစုဆောင်းခံရလို့စစ်မှုထမ်းတင်တန်းတက်ခဲ့ရပြီးပြန်လည်ထွက်ပြေးလာတဲ့စစ်ကောင်စီတပ်သားအရေးအတွက်ဟာလဲ90ဝန်းကျင်အထိရှိနေပြီဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရခိုင်ပြည်နယ်ကွားမြို့အနီးမှာတိုက်ပွဲတွေပြင်းထန်လာတဲ့အတွက်ရခိုင်ပြည်သူများဟာကွားမြို့နယ်နဲ့အဆက် AR တိုင်းဘက်ကိုထွက်ပြေးနေကြရမှာ စစ်တပ်ကခန့်ထားတဲ့ခြေရွာအုပ်ချုပ်ရေးမှူးများကအေးအေးလေးပလာမယ်ဆိုပြီးတော့စစ်ပေးဆောင်ပြည်သူများကိုခြေရွာများအတွင်းမှာနေထိုင်ခွင့်မပြုတဲ့အတွက်စစ်ပေးဆောင်ပြည်သူများဟာဒုက္ခရောက်နေရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဒီဇင်ဘာလ6ရက်နေ့မနက်ပိုင်းကဂွားမြို့နယ်ကစစ်ပေးဆောင်ပြည်သူများဟာအေးအဝရီတန်းရေကြီးမြို့နယ်ငတိုင်းကျောင်းမြို့နယ်ကွယ်တီရာကုန်းပြင်နယ်လက်ပံပင်ခြေရွာများကိုရောက်ရှိလာကြတယ်လို့သိရပါတယ်ဒါပေမဲ့ စစ်ကောင်စီကခန့်အပ်ထားတဲ့ကြေးရွာအုပ်ချုပ်ရေးမှူးများကစစ်ပေးဆောင်ပြည်သူများထဲမှာအေအေတပ်ဖွဲ့ဝင်များရောင်းတော့ပြီးတော့ပါလာနိုင်တယ်ဆိုပြီးတော့စစ်ပေးဆောင်ပြည်သူများကိုကြေးရွာများအတွင်းကိုဝင်ရောက်နေထိုင်ခွင့်မပြုခဲ့ဘူးလို့သိရပါတယ်။ကွာမျိုးကနေထွက်ပြေးလာတဲ့စစ်ပေးဆောင်ပြည်သူများဟာစစ်တပ်ကခန့်ထားတဲ့အုပ်ချုပ်ရေးမှူးများရဲ့ကန့်တတ်ပိတ်ပင်မှုများကြောင့်စားဝတ်နေရေးတွေအတိဒုက္ခရောက်နေရတယ်လို့သိရပါတယ်။ဒီမနက်ပိုင်းမှာကွာမျိုးကစစ်ပေးဆောင်ပြည်သူတော်တော်များများဟာတီရာကုန်းပြင်နဲ့လက်ပံပင်ကြေးရွာတွေဘက်ကိုရောက်လာပါတယ်။ရွာတွေကပြည်သူတွေကကြိုးဆိုကြတယ်။ စစ်တပ်ကခန့်ထားတဲ့အုပ်ချုပ်ရေးမှုတွေကအေးအေးလေးပါလာမယ်ဆိုပြီးတော့ရွာထဲကိုဝင်ခွင့်မပေးပါဘူးအခုတော့စားတောင်းနေထိုင်ရေးတော်တော်လေးကိုခက်ခဲနေကြတယ်လို့စစ်ဘေးရှောင်ရခိုင်ပြည်သူတို့ကပြောပြထားပါတယ် AWD တိုင်းဘက်ကိုထွက်ပြေးလာတဲ့စစ်ဘေးရှောင်ပြည်သူများဟာကွာမြို့နယ်ရဟိုင်ခွင်းကျေးရွာရဟိုင်ကရုတ်ကျေးရွာကြောက်ကြီးကျေးရွာရဟိုင်ဖြားကျေးရွာနဲ့ကွန်ရရှိကျေးရွာများကစစ်ဘေးရှောင်ပြည်သူများဖြစ်တယ်လို့သိရပါတယ်လက်ရှိမှာ ဒီဇင်ဘာလ2ရက်နေ့ကနေစတင်ပြီးတော့စစ်ကောင်စီတပ်နဲ့အေအေတို့ကြားမှာတိုက်ပွဲများကဂွားမြို့နယ်အနီးကပ်ဆုံးကိုရောက်ရှိနေပြီးနေ့စဉ်တိုက်ပွဲတွေပြင်းထန်နေတယ်လို့သိရပါတယ်စစ်ကောင်စီကလေကြောင်းကိုအဓိကသုံးပြီးတော့ခုခံနေပြီးတော့စစ်တပ်များကဂွားမြို့တွင်းထဲကိုစုခွာနေကြတယ်လို့သိရပါတယ်ရန်သူစစ်ကောင်စီဟာအကြအဆုံးအသေးအပြောက်နဲ့ဒဏ်ရာရတဲ့သူတွေများပြီးတော့စုခွာရလမ်းတစ်လျှောက်ကိုလေကြောင်းကနေပြီးတော့ရှင်းပစ်လျက်ရှိပါတယ်အာရခတပ်တော်ဘက်ကလည်းစစ်ကောင်စီရန်သူစခန်းတစ်ခုပြီးတစ်ခုကိုဆက်လက်ပြီးတော့သိမ်းယူနေပါတယ် မကြခင်မှာဂွားမြို့ရဲ့အပြောင်းလဲတချို့ကိုမြင်ရဖို့ရှိပါတယ်လို့အေအေရဲ့ရှေ့တန်းသတင်းရင်းမြစ်ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းစောမြို့နယ်ကြောက်ထုမြို့အမြောက်တပ်က120မမလက်နက်ကြီးနဲ့ရန်တမ်းပစ်ခတ်ခဲ့ရာ မိန်းကလေးငယ်၃ဦးထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီကနေ့ဒီဇင်ဘာလ6ရက်နေ့မနက်၈နာရီခွဲအချိန်ကကြောက်ထုမြို့အမြောက်တပ်ကနေပြစ်ခတ်လိုက်တဲ့130မမလက်နက်ကြီးတစ်လုံးဟာကြောက်ထုမြို့မြောက်ဘက်မှာရှိတဲ့ပေးရွာအတွင်းကိုကြက်ရောက် ပောက်ခွဲခဲ့ပြီးတော့အသက်10နှစ်အရွယ်မိန်းကလေး၃ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ကလေးငယ်များကိုအချိန်မီဆေးဝါးကုသမှုတွေပေးထားပြီးတော့စိုးရိမ်စရာတော့မရှိတော့ဘူးလို့သိရပါဗျ။မနက်9နာရီလောက်ကလေးကပြစ်နေတာမနက်၈နာရီခွဲလောက်အထိပဲလက်နက်ကြီးတွေကရွာအနီးနားပတ်ဝန်းကျင်တောတွေတောင်တွေထဲကိုကျတယ် ွာထဲကိုတော့တလုံးပဲလာကြတယ်အဲ့ဒီတလုံးကပဲကလေးငယ်၃ယောက်နဲ့နွားတကောင်ကိုထိသွားတာစိုးရိမ်စရာတော့မရှိတော့ပါဘူးကလေးတွေက၃တန်း၄တန်းတက်နေကြတဲ့ကလေးတွေပါလို့ဒေသနေပြည်သူတို့ကပြောကြားထားပါတယ်ဒါအပြင်ခိုင်းနွားတကောင်လည်းလက်နက်ကြီးကြီထိမှန်ခဲ့ပြီးတော့နေအိမ်တချို့လည်းထိခိုက်ပျက်စီးမှုရှိခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရိမ်သတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတော် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ you